ီးပွားရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာရှိတယ်လေတမရတရား၄ပါးတဲ့ကိုယ်တဏ္ဍမှာဒါတွေပြည့်စုံရင်ဒီဘွားမှာကြီးပွားတယ်လို့ဆိုတာအဲ့တော့လက်တွေ့လှုပ်ဆောင်ကြည့်ပေါ့နံပါတ်၁ကကိုယ်ပါလှုပ်တယ်လေကိုယ်လှုပ်တဲ့အလုပ်ကိုကြိုးစားကိုယ်လှုပ်တဲ့လုပ်ငန်းကိုပြောတာမြတ်စွာဘုရားဘယ်လှုပ်လှုပ်လှုပ်အဲ့တော့အလုပ်ဆိုတာဘယ်လှုပ်ပဲဖြစ်ဖြစ်ကြီးပွားတိုးတက်နိုင်တဲ့အလုပ်တွေကြီးပဲအတိုင်းတာတစ်ခုအရာကြီးပွားတိုးတက်တာပေါ့ အဲ့လိုကြီးပွားထုတ်တတ်မဲ့လုပ်ငန်းမှန်သမျှဘယ်လုပ်ပဲလုပ်လုံးတဲ့ဥဋ္ဌာဏတံ္မာတက်တက်ကြွကြွဖြတ်ဖြတ်လတ်လတ်လုပ်ရမယ်လို့ဒီလိုဆိုတာဥပမာပဲစိုက်ပျိုးရေးလုပ်တယ်ဆိုရင်လေတက်တက်ကြွကြွလုပ်ရအဲ့တက်တက်ကြွကြွလုပ်တယ်ဆိုတာဘာနဲ့တက်ကြွတာလဲလို့မေးနံပါတ်1လုပ်ငန်းကျွမ်းကျင်ရမယ်နံပါတ်2ဤပညာနဲ့ပြည့်စုံရမယ်နံပါတ်3ကဆွဲကောင်းရမယ်ဒီလိုဆိုလို့လုပ်တဲ့လုပ်ထိုက်တာလုပ်တာဥဋ္ဌာဏတံ္မာ ထိမ့်သိမ်းဆောင်ရှောက်တာအာရခတံအဲ့ဒီနီးမျိုးတွေကိုဘသူကပေးတာတုံးဆိုမြတ်စွာဘုရားပေးတာပဲအဲ့ဒါကိုလည်းမြတ်စွာဘုရားကဥဒ္ဒနာတံမရာစ조사ရမယ်အာရခတံမရာအလေလွဲ့နေအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်ရမယ်တမစီဝိတာဘတ်ချက်ပေါ်ဝင်ငွေနဲ့ထွက်ငွေမြတ်တောင်းအောင်သုံးစွဲတရမယ်ဝင်ငွေကနည်းနည်းသုံးတာကများနေလို့ရှိရင်လုံငွေတွေပြမှာပေါ့အဲ့ဒါလို့မဖြစ်ရအောင်မြတ်မြတ်တရ သုံးဆဲတတ်ရမယ်ကလျာဏမိတ်တတာစီးပွားရေးနဲ့ပတ်သက်ပြီးအကြံကောင်းဉာဏ်ကောင်းအထောက်ကူပေးမဲ့မိကောင်းဆွေကောင်းကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အကြံကောင်းဉာဏ်ကောင်းပုဂ္ဂိုလ်ကောင်းနေနဲ့ပေါင်းသင်းဆက်ဆံရမယ်ဆိုရင်ဒီဘဝမှာအဲ့ဒီပုဂ္ဂိုလ်ကကြီးပွားတယ်လို့မြတ်စွာဘုရားဟောတာဒါဒိဋ္ဌဓမ္မိကနဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲပေါ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုသိပြီးလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့ အင်တမဒီလူချမ်းသာကြီးမဖြစ်တော့ဆင်းရဲဒုက္ခမရောက်ဘူးကြွေးကင်းမယ်ချမ်းသာမယ်အေးအေးလူလူနေနိုင်မယ်ဒီလိုဖြစ်လာเนาะ